ရသက်တယောက် အတွက်ဂွန်ရာကူရောင်းပေးခဲ့တဲ့အဆိုတော်မနုံပရိသတ်များလုံးမင်းမင်္ဂလာပါရှင်ရွှေမန်လေးချန်နယ်ကနေပြောင်းလဲကြိုဆိုလိုက်ပါတယ်ဂီတအနုပညာလောကထဲမှာပရိသတ်တွေရဲ့အသေးနှလုံးကိုအမြဲတမ်းအပိုင်သိမ်းခဲ့ရသူပရိသတ်တွေကဂီတလောကထဲကအနုပညာရှင်တွေကိုအမြဲတမ်းလေးစားခံရတဲ့အနုပညာရှင်ကတော့အဆိုတော်မနုံဖြစ်ပါတယ်အခုလည်းအဆိုတော်မနုံကပရိသတ်တယောက်အတွက်ဂွန်ရာကူရောင်းခဲ့လို့လူပြောများနေရပါအဆိုတော်မနုံဟာမသိသူမရှိလောက်အောင်ပောက်ခဲ့တဲ့အဘူအောင်တင်ကျွန်တော်တို့ရွာ ကြာပြူစားတဲ့တခြင်းတွေနဲ့မြန်မာနိုင်ငံတနန်တလျာဝဝကွေအောင်ပောက်ခဲ့တဲ့အဆိုတော်ဖြစ်ပါတယ်။အထူးသဖြင့်တော့အဆိုတော်မနောကမြန်မာတန်စင်ခစ်ပေါ်စတူဒီယိုကျေးလက်တဘာဝတီစားတဲ့ပြိသက်ကြိုက်ဒေသချင်းပေါင်းများစွာကိုတီးဆိုနိုင်ခဲ့ပြီးတော့မြန်မာတနိုင်ငံလုံးမသိသူမရှိတဲ့အထီအောင်မြင်ခဲ့တဲ့အဆိုတော်တဦးဖြစ်ပါတယ်။မြန်မာနိုင်ငံအနှက်ကျေးလက်တော်ရွာမျိုးပြမကျန်ဘဲကွေတော်တော်မနောရဲ့တခြင်းကြားရတဲ့အချိန်တခုအမှန်တကယ်ရှိခဲ့ရပါ။ ဒီလောက်ထိမြန်မာနိုင်ငံမှာအောင်မြင်ခဲ့တဲ့အစိုးရမနှောဟာတချင်းဆိုတဲ့နယ်ပယ်တစ်ခုမှာပဲအောင်မြင်တာမျိုးမဟုတ်ပါဘူးအစိုးရမနှောကစီးပွားရေးနယ်ပယ်မှာပါအောင်မြင်တဲ့လုပ်ငန်းရှင်တတိကြီးတယောက်ပါအစိုးရမနှောပိုင်ဆိုင်တဲ့ကားဝက်ရှော့လုပ်ငန်းတွေများစွာရှိသလိုကားရှိုးရုံးတွေပါဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်ဒါအပြင်အစိုးရမနှောရဲ့နောက်ထပ်လုပ်ငန်းတစ်ခုကတော့လူတွေကိုယ်ကွယ်နိုင်ဖို့အတွက်ဖျားဆင်းသူတော်တွေဈေးတီတွေကိုပုံသင်းထုတ်လုပ်ရောင်းချတဲ့နိဗ္ဗာန်ကုန်လုပ်ငန်းမှာ အစရမနော်ရဲ့ဆိုင်ကမန္တလေးမြို့အမြလန်းတကွန်တိုင်အဝိုင်းရှိနာမှာတည်ရှိပြီးတော့32ပေရှိတဲ့3500တန်းရက်တိမှုဖရားတဆူကိုတည်ထားကိုးကွယ်ထားတဲ့ဆိုင်ဖြစ်ပါတယ်။အစရမနော်ကအခုချိန်မှာဒီလိုမျိုးချမ်းသာကြွားပြီးတော့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တအုပ်ဖြစ်နေပါတယ်။ ဒါပေမဲ့သူရဲ့ငယ်ဘဝကအရန်ကိုဆင်းရဲခဲ့တယ်လို့ပြောပြလာတာပါအစတော်မနှောင်းငယ်စဉ်အခါဆင်းရဲလွန်းလို့မနှက်ခင်းဆိုရင်အကျော်ရောင်းရပြီးတော့နေလေခင်းဆိုရင်ဖေးရည်ရောင်းခဲ့ရကပင်ပင်ပန်းပန်းရုန်းကန်ခဲ့ရတာဖြစ်ပါတယ်အဲဒီနောက်မှာတော့မနှောတယောက်ကြောင်းထွက်ပြီးတော့နာမည်ကြီးကားဘော်ဒီဆရာရီစီမှာတပည့်ခံပြီးတော့ကားဝက်ရှော့ပညာနဲ့ကားဘော်ဒီပညာတွေကိုလိုက်လံသင်ကြားခဲ့ပါတယ် ကားပေါ်နေပညာသင်တဲ့အခါမှာလည်းအစိုးရမနောကအောက်ကျိုးခံပြီးတော့ပညာတက်အောင်ကြိုးကြိုးစစနဲ့တင် जा ခဲ့ရဖြစ်ပါတယ်။ဒါအပြင်အချိန်တိုတွင် တက်မြအောင်လည်းပညာကိုကြိုးကြိုးစစသင်ယူခဲ့ပါတယ်။အစိုးရမနောကအခုလိုမျိုးအောက်ခြေစင်းရဲသားဘဝကနေအောင်မြင်တဲ့လုပ်ငန်းရှင်ကြီးတယောက်ဖြစ်လာအောင်စူးစမ်းခဲ့ရတာကြောင့်ဘယ်တော့မှအောက်ခြေမလွတ်ဘဝင်မမြင်တတ်ပါဘူး။ အစိုးရမနောဟာအောင်မြင်တဲ့အစိုးရစီးပွားရေးလုပ်ငန်းရှင်တယောက်ဆိုပေမဲ့အောက်ခြေမလွတ်ဘဝင်မမြင့်မာနာမကြီးပဲနဲ့နေထိုင်ခဲ့ရပါမနောကမန္တလေးမြို့ရဲ့ငလင်ဘေးမှာကြုံတွေ့လိုက်ရတော့လေဘဝကိုပေါ့ပေါ့ပပအဆင်ပြေတယ်လို့ဖြတ်သန်းခဲ့ပါတယ်အခုတခါမှအစိုးရမနောရဲ့ကျေးဇူးတည်တဲ့တဲ့လောက်ရလေတခုကြောင့်လူပြောများနေရပါအင်တာနက်ပေါ်မှာပြန့်နေတဲ့ဗီဒီယိုဖိုင်ထဲမှာတော့အစိုးရမနောကကျွန်တော်မိတီလာမြို့ကလမ်းဘေးမှာကိုင်းရရောင်းနေပါတယ်လာရောက်အားပေးကြပါဦးခင်ဗျအလက်ကတော့မကြွေးနိုင်ပါဘူးဝယ်စားရမှာပါဆိုပြီးတော့အစိုးရမ နောကပြုံးရွှင်စွာနဲ့သူကိုရရောင်းနေတဲ့အကြောင်းကိုပရိသတ်တွေကအသိပေးခဲ့ပါတယ်။ကိုရဆိုင်မှာလည်းမနှောဆိုတဲ့ဆိုင်ဘော့အကြီးကြီးကိုချိန်ထားတာကိုတွေ့ရပါတယ်။အစရောမနှောကအဲ့ဒီလိုမျိုးမဟုတ်ပဲမိဒီလာမျိုးကိုအလုပ်ကိစ္စနဲ့သွားချိန်မှာအမာကန်ပရိသတ်တယောက်ကသူ့ရဲ့နာမည်နဲ့ကိုရဆိုင်ဖွင့်ထားတာကြောင့်သူကိုယ်တိုင်ကစေတနာထားပြီးကိုရရောင်းပေးခဲ့ရဖြစ်ပါတယ်။ ဒါကြောင့်လည်းအင်တာနက်ပေါ်မှာတော့မနောကုန်းရပျော်ရွှင်စွာနဲ့ရောင်းနေတဲ့ပုံရိပ်တွေကိုမြင်တွေ့ခဲ့ရပါတယ်။အထူးသဖြင့်အစိုးရမနောကမာမာနာကင်းရှင်းစွာနဲ့ပရိသတ်တွေကိုယင်းနှီးဖော်ယူစွာနဲ့အမြဲတမ်းစားနောက်လေးရှိရာကြောင့်ပရိသတ်တွေကအစိုးရမနောကိုချစ်ခင်အားပေးကြပါတယ်။ပရိသတ်ကြီးတို့ရောဂုံပကသနာမရှိတဲ့အစိုးရမနောကိုအားပေးကြလာဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။